။ထမင်းလေးနည်းနည်းစားလိုက်တာနဲ့ဘိုက်ကြီးတင်းပြီးဖောင်းလာတာမျိုးဖြစ်မှုကြတာ။ဒါကိုအင်္ဂလိပ်လိုဆိုရင် bloating bike ခြင်းလို့ခေါ်ပါတယ်။ကျွန်တော်ကတော့ဒေါက်တာဆိုဖီယွာထွေထွေယောဂကုဆရာဝန်တယောက်ဖြစ်ပြီးတော့ online ပေါ်ကနေကျန်းမာရေးဘူးတုဒ္တတွေကိုအမြဲတမ်းမျှဝေပေးလျက်ရှိပါတယ်။ဒါကြောင့်မလို့အခုလိုမျိုးကျန်းမာရေးဘူးတုဒ္တ video လေးတွေကိုအမြဲတမ်းကြည့်ကြည့်နေဆိုရင်ကျွန်တော်ကို follow လုပ်ထားလို့ရပါတယ်ခင်ဗျာ။ဒါဆိုရင်အခု video လေးကိုလည်းအဆုံးထိဆက်ပြီးတော့ကြည့်လိုက်ရအောင်နော်။ဘိုက်ကင်းကိုဖြစ်စေရတဲ့အဓိကအကြောင်းရင်း6ချက်ရှိပါတယ်။၁ ထမင်းစားတဲ့အခါမြန်မြန်စားလို့ထမင်းကိုမြန်မြန်စားတဲ့အခါမှာထမင်းနေမကပဲအပြင်ကလေတွေကိုပါမျိုးချမိပါတယ်မျိုးချမိတဲ့လေတွေဘိုက်ထဲမှာများလာတဲ့အခါမှာလေမှုတ်လိုက်တဲ့ဘူပေါင်းလိုမျိုးဘိုက်ကြီးတင်းပြီးဖောင်းလာတာပေါ့နောက်တစ်ချက်ကထမင်းမြန်မြန်စားတဲ့အခါမှာထမင်းကိုသေချာမဝါတတ်ကြပါဘူးသေချာမဝါဘူးဆိုရင်အစာကျေဖို့ရခက်ခဲတတ်ပြီးတော့ဘိုက်ကယ်လာနိုင်ပါတယ်နှစ်ထမင်းစားပြီးပြီးချင်းလက်အိတ်တက်လို့ ထမင်းဖြစ်ဖြစ်မုံဖြစ်ဖြစ်ဘိုက်ပြည့်အောင်တစ်ခုခုစားပြီးသွားရင်အိတ်ချင်လာတတ်တာကတော့ဒါသဘာဝပဲပေါ့ဒါပေမဲ့စားပြီးပြီးချင်းချက်ချင်းတော့လဲမအိတ်သေးပါဘူးဘာလို့လဲဆိုတာပြောပြပါမယ်ထမင်းစားပြီးသွားရင်အစာချေဖို့အတွက်အစာအိမ်ကနေအစာချေအက်ဆစ်တွေထွက်လာပါတယ် စားပြီးပြီးချင်းလှဲအိတ်လိုက်တဲ့အခါမှာဒီအစာချေအက်ဆစ်တွေကအစာရင်ပေါ်ကိုတက်သွားပြီးတော့အစာကိုကောင်းကောင်းမချေဖြတ်နိုင်တော့ပါဘူးအဲ့လိုနဲ့အစာကောင်းကောင်းမချေဘူးဆိုရင်အစာရင်နဲ့ဦးလန်းချောင်းကနေ gas တွေထွက်လာပါတယ်အဲ့ဒီအခါမှာဒီ gas တွေကြောင့် bite င်းပြီးတော့ဖောင်းလာရခြင်းပဲဖြစ်ပါတယ်၃အစီအစိမ့်နေစားလို့အစီအစိမ့်နေအများကြီးစားရင်အစာချေဖြတ်ရမှာနှိကွေးသွားစေတတ်ပါတယ်အစာချေဖြတ်တဲ့အချိန်ကြာလေလေ gas တွေထွက်လာလေလေဖြစ်ပြီးတော့တဖြည်းဖြည်း bite ဖောင်းလာရပါတယ် လေးဂတ်စပါတဲ့အချိုရည်တွေတောက်လို့ဒါကတော့ရှင်းပါတယ်ဂတ်စပါတဲ့အချိုရည်တွေတောက်မယ်ဆိုရင်အစာရင်နဲ့ဥလမ်းကြောင်းမှာဂတ်စတွေပြည့်လာပြီးတော့ဘိုက်ဖောင်းလာနိုင်ပါတယ်ငါလှုပ်ရှားမှုနည်းလို့အစာကြေဖို့အတွက်ဆိုရင်အစာရင်နဲ့ဥလမ်းကြောင်းတွေကအလုတ်ကောင်းကောင်းလုပ်နေဖို့လိုအပ်ပါတယ်ဒီလိုအလုပ်ကောင်းကောင်းလုပ်ဖို့အတွက်ဆိုရင်လှုပ်လှုပ်ရှားရှားလေ့ကျင့်ခန်းတစ်ခုခုကိုနေ့စဉ်လုပ်ပေးဖို့လိုအပ်ပါတယ်။တနေ့ကုန်ငြိမ်ပြီးတော့ထိုင်းနေတာ လဲအိမ်နေတာမျိုးပဲလုပ်မယ်ဆိုရင်တော့ဒါအစားစားပြီးရင်အစာကောင်းကောင်းမကြေတော့ဘဲနဲ့ gas တွေထွက်ပြီးတော့ bike ဖောင်းလာပါလိမ့်မယ်6အစာအိမ်နဲ့ဦးလန်းချောင်းဆိုင်ရာယောဂတခုခုရှိနေလို့ IBS, IBD, Crohn's disease စတဲ့ဒီယောဂတွေကြောင့်လည်းဘိုက်ကယ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ဒါဆိုဘိုက်ကယ်ဘိုက်ဖောင်းတာမျိုးမဖြစ်ချင်ဘူးဆိုရင်ဘာတွေလုပ်ရမလဲ။အစာစားတဲ့အခါမှာအလောတကြီးမစားပါနဲ့။ဖြည်းဖြည်းမှန်မှန်ပဲကြင်ညက်အောင်ဝါးပြီးတော့စားပါ။ထမင်းစားပြီးပြီးချင်းလှည့်မယ်ပါနဲ့။ ထိုင်းနေတာလမ်းလျှောက်တာမျိုးလုပ်ပေးပါအစီအစိမ့်နေလျှော့စားပါ။ gas ပါတဲ့အချိုရည်တွေရှောင်ပါ။ကိုလက်လောက်ရှားလေးချိန်ခန်းတစ်ခုခုကိုမနက်ခင်းတိုင်းလုပ်ပေးပါ။ဒီအချက်တွေလိုက်လုပ်လို့မှဘိုက်ကယ်တာကမတက်တာသေးဘူးဆိုရင်တော့အစာအိမ်နဲ့ဦးလန်းချောင်းပြဿနာတစ်ခုခုကြောင့်ဖြစ်နေနိုင်တဲ့အတွက်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့စစ်ဆေးမှုခံယူရပါမယ်။ဟုတ်ကဲ့ဒီလောက်ဆိုရင်ဘိုက်ကယ်ဘိုက်ဖောင်းတာကိုတက်တာစေဖို့အတွက်ဘာတွေလုပ်ရမလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်။ကိုသိသလိုမျိုးသူများတွေလည်းသိသွားအောင်ဒီဗီဒီယိုလေးကို share ပေးလိုက်ကြအောင်နော်။ ားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်နဲ့ပြန်တွေ့ပါမယ်